တီးတိမ်နဲ့ကလေးမျိုးကထွက်လာတဲ့စစ်တပ်စစ်ကြောင်းတွေပေါင်းပြီးဖလန်းမျိုးအဆက်ကိုရောက်လာနေပြီလို့စီရီသတင်းမြစ်တွေကပြောပါတယ်မော်ရစ်သတင်းပေးပို့ထားတာပါရှင်ချင်းပြည်နယ်မှာနိုဝင်ဘာ9ရက်နေ့ကတီးတိမ်မျိုးကနေထွက်လာတဲ့စစ်ကြောင်းကတိုင်းငင်လမ်းစုံကိုကျော်လာပြီးကလေးမျိုးကထွက်လာတဲ့စစ်ကြောင်းတွေပေါင်းကဖလန်းမျိုးအဆက်ကိုစစ်တပ်ရောက်လာနေပြီလို့တီးတိမ်အခြေဆိုင်ချင်းတော်လိုင်းတပ်ဖွဲ့ဖြစ်တဲ့ CDF CDM CN က DBB ကိုအတည်ပြုပါတယ်အာလောလောဆယ်ဒီတိတိမ်ဖက်ကနေတက်လာတဲ့ဖွဲ့နဲ့ကလေးမျိုးဖက်တက်လာတဲ့ဖွဲ့ အဖွဲပေါင်းပြီးတော့မှထိုးလာတဲ့သဘောပဲလို့ပဲကျွန်တော်တို့မြင်နေပြအောင်ပါစတွေတော့များတယ်လို့ကြားရတယ်ဟိုသူတို့စစ်ကြောင်းကတော့ဒီတောက်လျှောက်ပေါ့နော်မဖလုံဖလန်းနေအစကိုရောက်ပြီးမနေ့ကထိအရေးစစ်ကြောင်းကြောင့်လက်ရှိတိုင်းငင်ဖလန်းကားလမ်းမတဝိုက်မှာတိုက်ပွဲတွေပြင်းထန်နေပြီးနှစ်ဖက်အထိခိုက်ကြဆုံးမှုတွေရှိကာနိုဝင်ဘာ28ရက်နေ့မှာဖလန်းဘက်ကဦးတီချီတက်လာတဲ့အင်အား300ကျော်ပါတဲ့စစ်ကော်မရှင်စစ်တပ်စစ်ကြောင်းက ဖလန်းကလေးလမ်းပေါ်မှာရှိနေတဲ့တိတိမ်မြို့နယ်ဆောင်းကောင်းရွာအတွင်းကိုဝင်စီးတိုက်ခိုက်ခဲ့တာကြောင့် CDF CDM စီရင်တပ်ဖွဲ့ဝင်၄ယောက်ကြာဆုံးခဲ့တယ်လို့ဒေတာတွင်းမီဒီယာတွေမှာဖော်ပြရေးသားနေကြပါတယ်။လက်ရှိစစ်ကြောင်းရှိတိုးနိုင်မှုအတွေ့စစ်တပ်ဘက်ကကလေးမျိုးကနေတိုင်းငင်ဖလန်းကလန်းနာမှာရှိနေတဲ့ညူးဆောင်ပြီးရွာဆောင်းကောင်းရွာနဲ့ဘားလုံးဘတ်တွေကိုလက်နက်ကြီးနဲ့လှမ်းထုနေတယ်လို့ဝိုင်တွဲလေရင်တွေနဲ့ဘုံစတိုက်လာကျဲနေတယ်လို့ CDF CDM စီရင်ပြန်ကြားရေးတာဝန်ခံကဆက်ရှင်းပြပါတယ်။ အာသူတို့ကဒီနာမည်ရှင်းလင်းတဲ့သဘောဘောနော်လမ်းဘေးနာတခြားသူတို့ကျင်းတာပဲဝိုက်ထွားမနေရဆိုတော့လမ်းဘေးသူတို့ကျွန်တော်တို့ရှိနိုင်မယ်လို့ထင်တဲ့နေရာကြီးကိုသူတို့ကကျေသွားတဲ့သဘောရှိတယ်ဟုတ်ဒီပြီးခဲ့တဲ့26ရက်နေ့ကဝင်လုံးတဲ့နေရာကနေပြီးတော့မရှိဖက်ယူအားဘောနော် new song ပြီးယူအားဖက်ပြီးတော့ဘလုံးနာတခြားပြီးသူတို့ကလက်လက်ချင်းနဲ့လာထုတ်တော့ လက်ရှိချင်းပြည်နယ်ကိုထိုးနေတဲ့စစ်ကြောင်းတွေလက်နက်ကြီးပစ်ကူပေးနေတဲ့ကလေးမျိုးမှလည်းမြို့ကန်တွေကလက်နက်ကြီးပစ်တံတွေဟာပုံမှန်မဟုတ်တဲ့အတွက်စိုးရင်ထောက်လန့်နေကြတယ်လို့ကလေးမျိုးကန်တယောက်က DPP ကိုပြောပါရတယ်။ဆက်သက်၍အခက်အခဲတွေကြောင့်သူ့ရဲ့ပြောပြချက်ကို DPP သတင်းတောက်ကအတန်အစားထိုးဖတ်ထားပေးပါရခင်ဗျာ။ပြီးခဲ့တဲ့3ရက်ကတော့မနက်ပိုင်းနဲ့ညနေပိုင်းဒီဆိုလက်နက်ကြီးနဲ့တိုင်းငင်ဘက်ကိုတောက်လျှောက်ပစ်တယ်။မနေ့ကဝိုင်းတွဲလာဝဲတယ်။လက်နက်ကြီးပစ်တဲ့အတန်တွေကအရင်လိုမဟုတ်ဘူးထူးဆန်းနေတော်တော်မြန်နေ။အရင်ကပစ်တဲ့အတန်လည်းကြားရတယ်။ ဗီဒီယိုတောင်ရိုက်လို့ရတယ်အတန်နဲ့ကြားတာနဲ့ထွက်ကြည့်ကြတာအခုနောက်ပိုင်းတော့အတန်ပဲကြားရတော့တယ်အတွဲလိုက်ပြစ်တာတော့မဟုတ်ဘူးကြောက်လို့ထွက်မကြည့်ရဲကြဘူး ဖလန်းမြို့ကိုစစ်တပ်ကစစ်ကြောင်းထိုးနေတဲ့အချိန်တစ်ဖက်မှာနိုဝင်ဘာ28ရက်နေ့မနက်ကတီးတိမ်မြို့အဝင်ရှိခလာရ269တပ်ဆွဲထားတဲ့နေရာကိုချင်းညီနောင်တပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့ပြီးလက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိကာစစ်တုံ့ပန်းတွေပါဖမ်းဆီးရမိခဲ့တယ်လို့ PDF ဆိုလန်းအဖွဲ့ကထုတ်ပြန်ထားပါတယ်ချင်းပြည်နယ်မှာစစ်ရှုံးထားပြီးတော့နေမီအများစုကိုလက်လွတ်ထားရတဲ့စစ်တပ်ဟာချင်းတော်လိုင်းတပ်တွေစိုးမိုးထားတဲ့ ဖလန်းနဲ့တွန်းဆန်မြို့နယ်တွေမှာပါရွေးကောက်ပွဲလုပ်နိုင်မှုအတွက်ထိုးစစ်ဆင်နေတာဖြစ်ပြီးချင်းနဲ့ထိဆက်နေတဲ့သခိုင်းတိုင်းကလေးမြို့ဟာလည်းရွေးကောက်ပွဲကျင်းပမယ်မြို့တစ်မြို့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်မော်ရစ်ပါ